်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာဖြစ်တတ်မှတ်ရှင်ပြိုင်မြေမယ်လိပ်ပါကောကျေးရွာလူမှုတွေ့ဆုံပွဲကွင်းစင်းဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပတ်ဝန်းကျင်ကောင်းမွန်မှုသည် လူအဖွဲ့အစည်းတစ်ခုလုံး၏တာရှည်တည်တတ်မှုနှင့်ဆက်ဆက်နေသည့်ဆိုယိုးနှင့်အညီဆောင်ရွက်နေသောရှမ်းပြည်နယ်ရှိပိုင် တာချီလုံမြို့နယ်မိုင်းကိုကျေးရွာကအောက်စု၌ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာဖြစ်တတ်မှတ်ရှင်ပြိုင်မြေကိစ္စနှင့်ပတ်သက်၍စုစည်းစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့နှင့် ဂျေးရွာလူမှုတွဲဆောင်ပွဲအားအောက်တိုဘာလ22ရက်မုံလွဲပိုင်းကမဲလိပ်ပါကောဂျေးရွာရှိရွှေရတူဂျူဘလီအောက်မေပွဲခမ်းမဆောင်တွင် ပြုလုပ်ခဲ့ပါသည်ပထမဦးစွာပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၏စုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စွာမျိုးကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှုဒေါ်လက်လက်သိန်းကအခြေခံစံနှုန်း၁၀ခုနဲ့အညွန်ငိန်၆၆ခုတို့ဖြင့်မယ်လိပ်ပါကောကျေးရွာပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာအဖြစ်ရှင်းပြိုင်နိုင်ရန်သတ်မှတ်ထားသည့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအားပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ယင်းနောက်အခမ်းအနားသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများကအထွေထွေဆွေးနွေးတင်ပြပြီး စုစည်းစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှသတ်မှတ်အခြေခံစံနှုန်းအညွန့်ဂိမ်းနှင့်အညီအမှတ်ပေးကြပါရယ်ဆက်လက်၍အဖွဲ့ဝင်များသည်မေလိပ်ပါကောကြီးရွာတွင်ရွာသူရွာသားများနှင့်တွေ့ဆုံဆွေးနွေးပြီးပဝင်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကြေးရွာဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်မည့်အခြေအနေများကိုကွင်းစင်းစစ်ဆေးခဲ့ကြပါသည်ပဝင်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကြေးရွာမှအစပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုစနစ်တကျဆောင်ရွက်နိုင်ပါက နိုင်ငံအစစ်အမေဒီတဘာဝအလတ်တရားနဲ့တက်တန်းရှိသောတဘာဝအရင်းမြစ်များကို ထိန်းသိမ်းလာနိုင်ရန်ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ